ားလုံးပဲမင်္ဂလာပါ idea way တဖြိုးမြင့်သူ facebook နဲ့ youtube channel ကနေအကျိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကိုကျော်ရေးသားထားတဲ့ good on great time သို့မဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်အပိုင်း16ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီ good on great သို့မဟုတ်ရေအောင်မျိုးလို့ဆိုတဲ့စာအုပ်ကရထိုင်ပြည်နယ်ကြောက်ဖြူမြို့ကကန်းကိုတော်ဘုရားသမိုင်းအကြောင်းခြေခံပြီးတော့ရေးသားထားတာဖြစ်ပါတယ်။ဒန္တာကြီးသာကန်းကိုတော်ဘုရားသမိုင်းအကြောင်းစိတ်ဝင်စားရဆိုလို့ရှိရင်တော့ ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနာရှင်ဖို့အတွက်ဖိုက်ခေါ်လိုက်ပါကြည်ခင်ဗျာကိုတုံခွဲသူကိုတုံတွေသားတွေကဒီလိုမျိုးအချင်းပြက်တီလာကံတရားပြက်နေကြပါမယ်မိသူတရားပြက်ပြက်ကိုမပြက်ပါစေနဲ့ဆိုတဲ့ဆောင်ပေါ့ကိုလက်ကင်ထားတဲ့ကိုတုံခွဲသူကိုတုံခွဲသားလင်မယားနှစ်ယောက်ကလည်းပဲရှာရှာပါပါရှိနေကြပြန်ပါလေဒီအဖိုးအမေကိုလင်မယားကတော့ဦးငပုနဲ့ဒေါ်တာဦးမေတော့ဖြစ်ကြပါတယ်ဦးငပုရဲ့မျိုးရိုးစင်ဆက်ကတော့ ုတုံကိမ်းမှာချီထိုးတဲ့အတတ်ပညာနဲ့လုံကြီးပစိုးအရက်ွက်ချုပ်အကွက်ဖော်ပြရတဲ့အတတ်ပညာရှင်မျိုးရိုးဖြစ်ပါတယ်ကတိတေရတစ်ခေါက်တွေကိုကြိုချက်ပေါင်းတင်ပြီးတော့စေမကြအောင်သူတို့ဆိုးပေးလိုက်တဲ့ရောင်ဆိုးချီတွေကိုဘလိုမျိုးအစင်လှလှအမြင်လှလှဖြစ်အောင်ရဲလောက်ကြရတယ်ဆိုတာကိုလွန်ပြနိုင်တဲ့ပုံဖော်ရုပ်ပြပညာရှင်လေးဖြစ်ပါတယ်ဒါကြောင့်မလို့ရကန်တထေးကြီးတွေကဥငပူတို့တာဖတ်တူတူမတွေကိုအခကျင်းဝင်ပြီးပြီးတော့ ခြေဆိုးဖို့အတွက်ပုံစံခြေခမည်းလာအပ်ကြရပါတယ်။ဒီဥက္ကဘုကဂေါတုံဂရိတ်မှာမိသူတရားဖြစ်ပြက်ကိုမပြတ်ပါစေနဲ့ဆိုတဲ့ဆောင်းပေါင်းနဲ့အညီဘုန်းရှင်ပေါင်း၁၉ကိုရှေ့ကလာခဲ့ကြတဲ့ဂေါတုံဂရိတ်ဘုရားကိုလည်းပဲအလွန်ကြည်ညိုတဲ့သူဖြစ်ပါတယ်။အဲဒါဆိုရင်လေးနိုင်ရနေထားပါတယ်။ကိုလည်းတက်ဆင်ပြီးတော့စီမီပန်းရေချမ်းအမွေးတိုင်းတွင်နဲ့ဂေါတုံဂရိတ်ဘုရားကိုမနဲ့တိုင်းရောက်တဲ့သူဖြစ်ပါတယ်။ဂေါတုံဂရိတ်ဘုရားမှာစီမီပန်းရေချမ်းကပ်ပြီးတော့ ဘုရားရှိခိုးပဋိစိတ်တရားထိုင်ပြီးမှအိမ်ပြန်လာတတ်တဲ့သူဖြစ်ပါတယ်။အိမ်ပြန်ရောက်ရင်တော့နန်းနဲ့ဆက်စားပြီးချီဆိုးလုံးနိုင်တဲ့သာသမီချွေးမတူတူမတွေကိုစီစဉ်လောက်ဆောင်ပေးပြီးလျင်အထည်ချီထင်များကို ရက်ကန့်ယုံပိုင်ရှင်တတိရီစီကိုတော့ဖို့ညနေကျရင်ပြန်လာထမင်းစားထမင်းစားပြီးရင်စီမီပတ်မကန်ရေချမ်းတွေနဲ့ကိုတုံဂရိတ်ဖရဖို့တက်ပြီးတော့ပန်းရီချမ်းစီမီပူဇော်တမျက်စီလေးအဆရှိတဲ့ကိုတုံခွဲဖရရဲ့ဝေယဝိဆကုတို့တွေကို မိဘဘိုးဘွားလက်ထက်ကပဲအခုအသက်90ကျော်လာတဲ့အထိတနေ့မှမပြတ်မဆက် next to what ကုသိုလ်ယူနေတဲ့သူဖြစ်ပါလေဒီလိုနဲ့တနေ့ညမှာတော့လက်ရွာဆန်သွားပြီးဖြစ်တဲ့ Mandrake Min လို့ team name စိုးစဉ်ကိုစွန့်ပြပြီးတော့ရတဲ့ရဟန်းပြူသွားကြတဲ့နောင်တော်ကြီးနောင်တော်ကြီးမင်းသားနှစ်ပါးလိုလိုနဂါလူလင်လိုလိုတစုံတဦးကဥငပုကိုအိမ်မက်လာပေးပါတော့လေဒီကိုတုံကိတတိုင်းကြီးတစ်ခုလုံးကို ရင်တတပတ်တပတ်အတွင်းမှာနဂါတို့ရေနှိမ့်ကစားကြတော့မိသူတို့လင်မယားကိုတုံကိဖျားကို ပြင်းဆောင်ပြီးငွေအတပြားတထောင်ကိုယူပြီးတော့လွယ်ရကိုပြေးကြကုန်လို့ဒီအချင်းအရာဒီသင်တို့လင်မယားနှုတ်အမြောက်ကလွယ်ရဲ့ဤသူတို့အူတယောက်ကမှမပြောထိုက်မပြောကြလေနဲ့ဦးမဘူးကလမ်းဖြန့်ပြီးတော့အဲ့ရကငုံခနဲထိုင်လိုက်ပါလေသူစနီတို့တာဦးမေကသူ့ဘေးနားမှာတချူးရှူးနဲ့အိမ်မောကြနေပါလေ ဦးဘူးကသူ့အိမ်မက်ကိုပြန်စင်းစားပြီးတော့ကြောက်ကြက်လလန်နဲ့တရားစကိုရွက်လိုက်ရင်သူ့ရဲ့ခေါင်းရင်းဘေးနာကသူ့ရဲ့ဘေးနာကိုဆန်းကြည့်လိုက်ပါလေဦးငဘူးစိတ်ထဲမှာအတိုင်းမဲ့တုန်လှုပ်သွားပါလေမိသူကလာချပေးသွားတယ်ဆိုတော့ကောင်မသိတဲ့အထုတ်တထုတ်ကိုလည်းပဲတွေ့ရပါလေအိမ်မက်တွေကအတန်တွေနဲ့ရုပ်ပုံများကိုပဲအမောင်ထဲမှာမပီမပင်နဲ့ဝိုးသွားမြင်လိုက်ရတယ်လို့ပါပဲသူ့ရဲ့အိမ်မက်ထဲမှာကော့တုံကိတ်မင်းကြီးနဲ့ သူသားတော်ယတေယဟန်နှစ်ပါးငကားလူလင်ဖြစ်ဓမ္မဒေဝနတ်ကောင်းနတ်မြတ်တွေကအိမ်မက်လာပေးတာအမှန်ဖြစ်ချေပြီတရားပြတ်ကုန်ကြတဲ့ကောတွန်ဂရိတ်တိုင်းဧကံမှုချငကားတွေရင်းနှီးကြတော့မီဖျားဖျားအနှိမ့်စာအနှိမ့်စာဘုံကဘုကတက်ပြင်းချပြီးတော့တစ်ချက်ကိုမုံမောပန်းပန်းချကသူ့အယဘေးကမိကွက်ကိုလမ်းရှင်းယူရဲမိကွက်ကို မီးထွန်းကြီးလိုက်ပါလေပိုးပွားစမ်းနဲ့ထုတ်ထားတဲ့အထက်ကို လန်နဖန်နဲ့ကတုံးကင်းနဲ့ဖြည့်ကြည့်လိုက်ပါနွားလောက်တို့ဘာဒီဇိုင်းခတ်ထားတဲ့ဗျံမီအခရာပါငွေရှင်ငွေသားတန်းကားတွေကို အရှောင်က သူ့မျက်စိထဲမှာကျင်းသွားပါလေဘုံဘူကတန်းကားပြတွေကိုငေးကြည့်ပြီးတော့ဦးပြီးထိုင်လန့်တော့ပါလေဘာဆက်လို့ရမှန်းမသိသလိုတန်းကားပြတွေကိုစိတ်ကြည့်ကမင်သက်နေပါလေထိုချိန်မှာသူတောင်းဦးမေက လူးစွန်းလာပြီးတော့ဖျားဖျားဟုတ်ရည်ရွယ်ပြီးတော့မိအောင်ဝင်တဲ့ဖြစ် ညလုံးဖွင့်ကြည့်လိုက်ပါတယ်။မိကထုံပြီးတော့ငုံတုပ်ကြီးထိုင်နေတဲ့သူ့ယောက်ျားငပုကိုမြင်လိုက်ရတဲ့အခါမှာတော့အင်းရှင်ကြီးဘယ်အရှင်ရှိပြီလဲ။ရှင်အခုထိမအိပ်သေးဘူးလား။အမ်ဘတ်တော့အသက်ပဲ60ပြည့်တော့မယ်။ရှင်မအခုထိဒီအစိုးတပီရဲ့အတိတ်အဆန်းထွင်လို့ကိုမပြေးနိုင်ဘူး။ဒီပစိုးတပီရဲ့ထွင်ဖို့မအိပ်နိုင်မစားနိုင်ဖြစ်နေရကြီးလား။ရှူး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 ဒူ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 ။ဦးငပုကသူ့ရဲ့မိမဒေါ်တာဦးမေညအုပ်ကပင်ပစိုးတွေရှင်ယိုးနေပြီး အတိအဆန်တမျိုးလိုထွင်ကြည့်လိုက်ဦးမယ်ဆိုပြီးပြောတာကိုအခုတရင်တော့အကြံပေါ်ပြီးတော့ပစိုးတပီတွေထွင်ဖို့အတွက်စိုက်ကူးနေတဲ့ငိုင်းနေတဲ့ဆိုတဲ့အထင်နဲ့လှမ်းပြောလိုက်တာကိုဦးငဘူကသူ့မိမအတန်ကြာမှကတိရသွားပြီးတော့နှကန်းတစ်ခုကိုမှလက်ညှိုးကမ်းလမ်းဖြတ်ထားပြီးတော့ရှူတိုရိုဆိုပြီးတတိပေးလိုက်ပါတယ်။ဒါဟုတ်ထားထမြန်မြန်ထားဆက်ပါဦး။ကျုပ်အရေးပြတ်တဲ့ရှင်ပစိုးတပီချင်း သူကတိုးတိုးပြောမှအတန်ကြေလာတဲ့သူ့မိမဓာဥ်မွေပါဇက်ကိုအသာလှမ်းပိတ်ပြီးတော့တိတ်တိတ်နေဖို့အတွက်နဲ့သူ့ရဲ့လက်မောင်းတစ်ဖက်ကိုဆွေးထူပြီးတော့ဝေးတထောင်ထုပ်ကိုဖွင့်ပြလိုက်ပါတော့တယ်။ဟင်းဝေးတထောင်ထုပ်ကိုမြင်လိုက်ရတဲ့အခါမှာဒေါ်ဓာဥ်မွေကလည်းပဲမျက်လုံးပြူးသွားပါလေ။မင်းညာကသူစိုးစိုးအိတ်သွားတယ်။သူ့ယောက်ျားငဘူးတစ်ချက်အမိခွက်တစ်လုံးနဲ့ပစိုးတပီတွေထွင်ဦးမယ်ဆိုပြီးပြောပြီးချီဆိုးဆိုးကြီးတွေပိုက်ကြံစားရက်တွေနဲ့အလောက်ရှုပ်နေခဲ့ပါလေ။ ခင်ရခင်တွေကတော့ပစိုးစင်တပိစင်တွေအစ်အစင်ထွင်ပေးနေတဲ့ရကန်တထေးကြီးတွေကဆူရှလိုက်တယ်လို့ထင်ခဲ့ရအောင်လည်းပဲအခုမှပစိုးစင်တပိစင်တွေကထွင်အောင်ပဲပြောပါလေဆူချလိုက်တယ်ပဲထအောင်ဒီလောက်ထိများပြားတဲ့ငွေကိုဘယ်တထေးကမှတခါတည်းပေးမှာမဟုတ်ပါဘူးရခင်တလားလောက်တော့နန်းတွင်းသူတွေအပြိုတော်ဝတ်ထပီတွေကိုရကန်တထေးတခုကအစ်အစင်ထွင်ပေးတဲ့အတွက်ကြောင့်မလို့ပြောရဲထွင်လောက်ပေးဖူတာရှိပါလေဒေါ်ဝတ်စားတွေကိုဘီရင်ကသဘောကျရဲ့များ စူလာဖြစ်ပေးသွားတာပါ။မင်းညာကသူစိုးစိုးအိတ်သွားတဲ့ဖြစ်ဥငပူအေးပြက်မှာစိုးရဲမျိုးဝီမပြောပြချင်းလား။မရစမှုသောဒီငွေတွေကိုဒီအဖိုးကြီးပီတိဖြစ်ပြီးမအိုက်နိုင်ပေမယ့်ထိုင်ကြည့်နေတာလားဆိုပြီးဒေါ်ဒေါ်ဦးမြင့်မှာလည်းပဲဒီဇိုင်နာဆီယာမိုက်ဆီယာကတော်ကြီးပီပီစိုက်ကူးမျိုးစုံကိုချက်ချင်းအတွင်းနဲ့ပြင်ရင်လိုက်တာအင်းရှင်ကြီးချင်းဒါဒါဘသူလာပေးတာလဲဘယင်းနန်းတော်ရှူရှူရှူတိုးတိုးပြောပါဆိုနေတာဦးရဲ့ မင်းသားမင်းသမီးတွေကြားသွားပါဦးမယ်။ဒါသာနတ်လာပေးတာတမတေဝအင်းရှင်းကိုနဂတ်တောင်လာပေးတာဟုတ်တယ်နဂတ်လာပေးတာဆိုလို့ဝမ်းသာမနေလောက်အောင်ဟေးအကျုံအိမ်မက်မက်နေတာမဟုတ်ပါဘူးနော်ရှူတူးတော့ပါဆိုအိမ်မက်ကဓာဝုန်းကိုမဟုတ်ဘူးငါ့ကိုလာပေးတာကိုတုံခွက်ကိုရဲတပ်တပတ်အတွင်းမှာငကားတွေရေနစ်ကစားကြတော့မယ်တဲ့အဲ့ဒါကိုကိုတုံခွက်ဖျားကိုပြင်ပြီးတော့ဒီငွေနဲ့အတူတူ ပြေးကြတော့တဲ့ တို့နိုင်ရဆန်သားတဲ့ဘရင်မန်ဒရက်မင်းကြီးလိုလိုကိုလိုကြီးနဲ့ကိုလိုလေးတို့လိုလိုငကားလူလူနဲ့လိုလိုနဲ့အိမ်မက်ထင်းမှာရောအမောင်ထင်းမှာပါကိုထင်းပြပြီးတော့လာပေးသွားတာတောင်းရေတော့မင်းဘသူတယောက်မှမပြောထိုင်မပြောအပ်ဘူးဆိုပြီးလဲမှားသွားသေးတယ်ဒီငွေထုတ်ကိုလေမင်းသားသမီးတွေဘသူမှမမေ့ပါစေနဲ့တဲ့သိမြင်သွားရင်ငါတို့ဟင်တောင်းအာပြောတာနင်ကြားလိုက်ရင်နင်နင်ဘလို့ဖြစ်သွားရလဲကိုတုံကဲမျိုးကြီးကိုငကားကဘာလို့ရေကစားရမှာလဲတော့ သူတို့ပဲစောင်းတဲ့မျိုးပါအကျွန်တို့မျိုးဒီလောက်လှတူတူမျိုးပါဆိုပြီးပြောဆိုနေတဲ့ကြားကမိုးတန်ပါပါကြီးနဲ့တသက်သက်ရှိတ်လာတဲ့သူ့ရဲ့မိမကိုဥငပုကတတိပေးရပြန်ပါတယ်ဒေါ်တာဦးမေမဥငပုစကားနဲ့လက်ဆုပ်လက်ကင်လဲဝေထုတ်ကြီးကိုမြင်နေရရထိတ်လန့်နေကြဖြစ်ပြီးတော့ရောင်ရောင်မမနဲ့ဥငပုကိုပဲဖက်ထားလိုက်မိပါတယ်ဓမ္မရေဝနတ်ကောင်းနှမြတွေကမင်းမြင်တဲ့အတိုင်းပဲသူ့ကိုအမှန်ကန်လာပြောနေပြီဒေါ်ဦးရဲ့ ခုတော့ကိုတုံခွိမှာမင်းရောလူပါတရားလေးပြက်ပြနေကြပြီဆိုတော့ဧကံမောချကိုတုံခွိဖျားဖို့တော့လကားနှစ်တော့မှာပဲဒီတော့ဒီကိုတုံခွိကပြေးကိုပြေးကြရတော့မယ်ဒီငွေထုတ်ကိုမင်းသိမ်းထားလိုက် မင်းသားသမီးတွေကိုလည်းဘသူမှအတိမပေးနိုင်ကြလားဒေါ်တာဦးမှန်မှာဒီတခါတော့ပါဇက်ကအတန်မေးမထက်နိုင်တော့ပဲရဲ့ရည်ဝဲကကောင်းပြိုက်ပြပါတယ်သူအချင်းမပဲငကမောဆိုင်ကန်နဲ့ဘီဟင်းနန်းတော်ကနေစီရိုနောင်တော်လေးလေးမောင်းစော်တန်နဲ့ မိုးလင်းကြက်တန်တန်တို့ကိုကြားလိုက်ရပါတယ်။ဘုဘူကချက်ချင်းကမန်းကထန်းထပြီးတော့ကေကေတောက်ကြီးငါဖျားစီပြုံးမယ်။ဒီချိန်ဆိုဟိုရွှေငွေလောက်ောက်တဲ့သူလေးလေးဖျားဖို့ရောက်နေကြအောင်မဟုတ်သေးဘူးထင်တာပဲ။မင်းအစစ်သေးလောက်တာနီးမင်းသားသမီးတွေဘသူမှမလို့ခင်ပြေးကြမှာဖြစ်မယ်။ပြောပြောဆူဆူနဲ့ဘုဘူကခါတိုင်းလိုလိုကိုတုံခွေဖျားကိုပူဇော်ဖို့အတွက်စီမီပန်းရေချမ်းတွေကိုပဲတတိမရတော့ပဲကိုတုံခွေဖျားရှိရာရှိတော့ပဲအပြင်းနှင်းလျှောက်လာလေပါတော့တယ်။ ဦးဘူးတို့နေထိုင်တဲ့ကျုံတွင်းရွာကျုံတွင်းရက်နဲ့ကိုတုံကရရုပ်ပွားတော်များရှိရာဘုရားကုန်းကတာမန်လူတို့ရဲ့ကွန်တူရညက်ချီခြင်းခရီးတာရှိပါလေဒီခေကိုမောင်ကြီးမကြီးတဲ့ဦးဘူးအပြေလွန်ရှောက်လာနေရပါတယ်တောင်ချေရောက်မှာတော့သူလုံးဝမနာခဲ့ပါဘူးတောင်ဘူကိုပြေးထက်လာပါလေဘုရားကုန်းတို့ရောက်မှာတော့ဘုရားဘော်ကနေစူးစူးညံ့ညံ့အတန်တွေကိုကြားရတဲ့တဲ့ကြောင့်မို့လို့ခြေလှမ်းကခဏတုံ့သွားပါလေအတန်တွေကိုတဲတဲကွဲကွဲမကြားရပါဘူးသို့တော့ ဖျားကုန်းပေါ်မှာလူတွေရှိနေကြပြီဆိုတာတီးလိုက်ရတဲ့အခါမှာတော့သူ့ခြေလမ်းကအလိုလိုနေကွေးသွားပါတယ်။ညခင်ကဆိုရင်ဒီလိုမျိုးအချိန်မှာဖျားကုန်းပေါ်မှာမိသူမှမရှိတတ်ကြပါဘူး။စုညာနေရတဲ့အတံပလန်တွေကလည်းပဲပိုကျေလာပါတယ်။ဥပုပ်တီးလိုက်ပြီးရာဟုကသူတို့ထုံကြီးခဲ့ကြတဲ့စီမီကွက်နဲ့တင်မှာရွှေစားငွေစားတွေကိုကောက်ယူဖို့အတွက်ဝရိယကြီးတဲ့တွေမုံမလင်းခင်ရပဲဖျားရှေ့ရောက်နေကြပြီ။ဝင်းပါမဆိုးရကမတဲ့နဲ့ငါစီမီကွက်ကမင်းမငိမ့်တတ်တယ်လို့ ငါဖះခနာရှိခိုးနေတော့ငါစီမေကွက်တဲ့ကရွှေစားဝင်စားတွေကိုမင်းကောက်ယူသွားတာမဟုတ်ပါဘူးဆိုသူများမေကွက်တွေကရွှေစားဝင်စားတွေကိုကြောက်ကွယုံလားဗျကျောင်းမေကွက်တွေကဟာပဲကြောက်ကွယူလားဘာရှင်းမေကွက်လဲအဲ့ဒါကျွန်တော်မေကွက်ရှင်တက်တက်သူများမေကွက်တွေကရွှေစင်ရွှေစားတွေကိုခိုးကောက်ယူတာအော်ယောက်ျားသားများမဟုတ်ပေအာကာလညအပေါင်းပါတော့ဖះကုန်းကမိမသူတွေနဲ့ရောက်နေကြတတ်ပြီးတော့ငူပူကစကားများရန်ဖြစ်နေကြတဲ့ လူမိုက်စာ3-4ယောက်ကိုတံဝေကတရားနဲ့မေးကြည့်နေစဉ်မြောက်ဘက်နာကစီမီကွယ်လူပြေးသွားတဲ့လူတယောက်ကိုဝိုင်းလိုက်ကြပြန်ပါလေအကျောင်းလက်ကစီမီကွယ်ကိုအတင်းလူပြေးသွားလို့ပါတော့လောက်ကြပါအောင်လိုက်ပေးကြပါအကျောင်းအကျောင်းမှာမုတ်ဆိုးမလက်ပြနေရသူပါလောက်ရကြတယ်လောက်ကြပါအောင် မင်းယောက်ျားများသူတော်ကောင်းကြီးများကယ်တော်မူကြပါအောင်လားရှင်ဟီးဆိုပြီးကျောင်းမှာဒုက္ခကြီးလိုက်တာနော်ဆိုပြီးပြောပါလေဘုံဘုကဖရာရှင်ပြင်ပေါ်မှာ နိုင်ထာယုံတွေကိုငေးကြည့်ပြီးတော့တမ်းမအချိန်ချင်းချလိုက်မိပါတယ်။ကျုံတွေရနဲ့ဖျားကုန်းပေါ်တက်ပြေးလာခြင်းအမောမပန်းဖြစ်ခဲ့တဲ့သူကအခုချင်းမတည်ခြင်းလက်မတည်ခြင်းဖြစ်သွားပါတော့တယ်။ဒီနေ့မှာတော့ဒီဖျားကိုလည်းဘယ်သူမှပင်ရရမှာမဟုတ်တော့ပါဘူး။သူတို့တို့အတွက်ရွှေထွက်ဝေထွက်နေတဲ့ဒီဖျားကိုအချင်းပင်ရှိလေလဲလူမိတ်ဆာတွေကိုလက်ချမ်းနဲ့အချက်ချင်းပဲသူတည်ရပါလိမ့်မယ်။ခုခါရွှေထွက်ဝေထွက်နေတဲ့ဒီဖျားကိုလည်းဘယ်သူမှအပင်ခံကြမှာမဟုတ်ပါဘူး။ ဥက္ကပုကလက်ပူးဆောင်ရပြီးတော့ဖရာရဲ့မျက်နှာတော်ကိုဝမ်းနဲ့ကြည်ခွေးစွာစိုက်ကြည့်ဖူးမြော်လိုက်ပါတယ်။ထိုချိန်မှာပင်ညှောဦးကအဖို့ရင်နဲ့ရင်နံမြောင်းရောနှောပြီးတော့မိထွန်းထားခဲ့ကြတဲ့စီမိခွက်ပိုင်ရှင်နဲ့ဖရာဘုံကိုသူ့ထက်ကအတင်းပြည့်တက်လာကြပါတော့တယ်။ဝမ်းလင်းသေးဘူးကျုပ်တို့စီမိခွက်ဘယ်မေးခိုးသွားကြလဲမသိဘူး။ဒီနောက်မှာညှောဦးကတိတိချာချာအမှတ်အတန်းနဲ့ကိုထားခဲ့တာ။ဖရာရှိမှကိုယ့်ရဲ့အသက်ကိုပဲမထောက်အယုတ်တအနတ်ဆေးစော်ပြီးတော့ ိုဒန်ဘာဘာကြီးနဲ့ပြောလိုက်တဲ့အဖိုးကြီးတယောက်ရဲ့အတန်ကြောင်းဦးမဖို့မျက်ပုံကုန်းသွားပါတယ်။သူ့ဘိုးကြီးစီအကြည့်တစ်ချက်ရောက်သွားပြီးတော့ရခင်ကသူတို့နဲ့အတူဖယားဝေယဝိဇ္ဇလုတ်ဖက်ဥခေါ်လာကြီးကိုတွေ့လိုက်ရပါတယ်။သူအချင်းမပင်စီမီကွက်ကိစ္စနဲ့စကားမျှောက်ပြီးလူကြီးသုံးယောက်ကထပ်ထနေကြပဲရ။ဟေးဟေးဘင်းနေဖယားရင်မျိုးပေါ်မှာငါကဖယားလူကြီးကကျုံးလေရတန်ချီအောင်ဆိုတာငါပဲမင်းတို့ခုချက်ချင်းထွက်သွားကြစမ်း။ဘယ်မိမဆုံးမဖမဆုံးမဖယားရင်မျိုးကိုရောက်လာကြလည်းမသိဘူး။ ဟိုလုံးကဆိုရင်ဖယောက်ကိုပြင်းထန်တိရေတောင်းတနစ်တလေလာကပ်ဖို့ကြောင့်မရကြတဲ့အကောင်တွေကခုတော့မိုးတော်မလင်းသေးဘူးဖယားကြည်ညိုလိုက်ကြတာအာပြောနေတာမကြောက်ဘူးလားခုချက်ချင်းမင်းတို့ဖယားရှိကနေတွားကြမလားမတွားဘူးလားဖြောဒါရှိကြီးဒဝင်ဝင်နဲ့ဥတန်ချီအောင်ကဒစကန်ထပ်ပြနေပြန်ပါလေဒီကျုံလူရကတန်ချီအောင်ဆိုရင်တရွာလုံးကဖိမ့်ဖိမ့်တူအောင်ကြောက်ကြရပါလေလက်တန်ကလည်းမြန်သလားမပြောနဲ့သူ့စကားမဆုံးခင်လက်ကြပြီးသွားပြီးသွားတယ် ကဲဒီပေတိနေရာမှာလဲပြိုင်ဆန်ရှားစင်ခုံတိနေရာရှက်ကြောင်မေးတဲ့နေရာမှာလဲယောက်ျားကိုချင်းမေကြိုးတက်ပြီးတော့ဆွဲကြမယ်ဆိုပြီးစင်ခုံဝမ်းတဲ့သူပါဒါကြောင့်တန်ချီအောင်ဆိုတာငေစင်ကတကြီးတွေလက်ဆွေးတကြီးတွေမွေးထားပြီးတော့ပွဲထင်းပွဲကြအခိုင်ခတ်မှာရနေတဲ့သူတဲကြည့်လာတော့တံမေကရပြီးဖရတရားအလုံးလုပ်ပါတယ်အမှန်တကယ်လောက်ခဲ့သူကျုံးလွေရာကဖရလူကြီးဥကတကအဖွဲ့သူ့ကမိုင်လဲအိုကြီးဆင်းရတော့သူများနှောင်း တရားရှိလုံးပတိစိုက်ပြီးတော့တောင်သားရှိတစ်ဖက်ကိုပတိတစ်ဖက်စိုက်ပြီးတော့သူ့ဥဝငပုမှာဘယ်လိုနားလေရမှန်းမသိတော့ပါဘူးနေစဉ်ကမိုက်ကုံနဲ့သူ့ကိုကြောက်ကြပုံရပါတယ်စီမီခွဲညင်းကုံကြရရင်ဖြစ်တဲ့သူ၃ယောက်ကစောင်းကန်စောင်းကန်နဲ့ရှောင်ထွက်သွားကြပါလေဥငပုကဒီလိုဖြစ်ချင်တိုင်းဖြစ်နေကြတာကိုကြည့်ပြီးတော့တက်မအချိန်ချင်းချပီးဘုရားကတော့ဘို့ပဲတတိမရတော့ပါဘူးစိုက်နဲ့ကိုတခြားစီဖြစ်သွားလောက်အောင်တတိချွတ်ရင်ပြီးတော့ ဘုရားကုန်းကိုကလည်းဆင်းလာခဲ့ပါတယ်။ဘုရားပင်ဖို့တဲ့ဘလို့မှအခွင့်မသားတဲ့တကြမလို့ဘုရားဘုကဆင်းလာ ဝေလီဝေလေးအချိန်မှာဘုရားကုန်းဘုအဖြစ်ကလေးတက်လာတဲ့ငကမောရှိရကသူ့ရဲ့ချွေးမောက်ကိုတွေးလိုက်ရတဲ့အခါမှာပူပြီးစိတ်ကကြောင်ချောက်ချားဖြစ်သွားပါလို့တယ်။သူ့ဘုမြင်တဲ့အခါမှာသူ့ချွေးမောက်ကလည်းအိုဒိုအန်ကန်ဖြစ်ပြီးမမြင်ကြအောင်ဆောင်ပစ်ထွက်သွားလိုက်ပါတော့တယ်။သူချွေးမကဒါလာငပိုင်ချေကိုရွှေကြိုရဲ့ဇနီးဖြစ်တာဖြစ်ပါတယ်။ ူတို့ကဖះရနဲ့အတော်လှန်တဲ့ငကမောရမှာနေထိုင်ကြတဲ့သူတွေပါအိမ်ထောင်ကြပြီးကလေးကပဲမရမျက်နှာတဲ့ကဘာထင်ပြီးတော့စံထုံးနေထောင်ချောင်ပါသွားတဲ့တူတဆီဥက္ကဘူကဆက်ရောက်သွားပြန်ပါတယ်အင်ဗိုလာတိုင်းမိသူတရားဖက်ပြက်ကိုမပြက်နဲ့ကိုတုံခရစ်ဖះမှာမဖွင့်မရရင်နိုင်ပြောင်းနဲ့အပေါ်ရင်စီမီကွက်ထုံးနေပြောတန်ကြရင်မင်းတို့ကိုအဖေးဆိုပြီးမတတ်မှန်လေငါ့အိမ်လေးမလာနဲ့ဆိုပြီးဆုံးမထားတဲ့သူဖြစ်ပါတယ်ဒီတလာကအဖေးစကားသူ့မိမ့်မှာ သူယာကုမစကားနီမီနားထောင်တက်တဲ့သူဘေးကိုလည်းပဲချစ်ချောင်းချစ်ချောက်ရိုတည်တဲ့သူဖြစ်ပါတယ်။အင်ဝိုင်းကြီးကနှကောင်လည်းမတူပါဘူး။အမှန်ကဒီသားနဲ့ဦးငပူကအတူနေချင်းပါတယ်။သို့တော့ယာကုမမိမတို့စကားကိုမလွန်ဆုံးရေးတဲ့အတွက်ကြောင့်မလို့မိမဘက်ကိုပါသွားတာဖြစ်ပါတယ်။ခြေစိုးခြေခွက်ပေါ်တဲ့ပညာမှလည်းသားသုံးယောက်ထဲမှာအဖေချီယာကိုနင်းနိုင်တဲ့သူဒါကြောင့်မလို့အခုတည်းကအဖေကလက်မလွှတ်ချင်တယ်လို့ ဖဲစီမှာအလုံးတော့လာလောက်ရှာပါလေခုလေအဖို့ရင်စမီထန်တော်ကိုအဖေမကြိုက်တဲ့အကြောင်းမလို့လောဝန်တဲ့သူမဟုတ်ပါဘူးသို့တော့သူ့မိမသူ့ယောက်ျားမတော့လုံနေကြတာကိုတော့တာဝန်ပုံမရပါဘူးဒါကြောင့်မို့လဲအခုသူ့ရဲ့မိမကိုစောစောစီစီဘုရားကုန်းပေါ်မှာတွေ့နေရချင်းဖြစ်ပါတယ်တမီးဘေလဲဆိုပြီးဦးမဘူးကသူ့ချွေမကို လမ်းမေးလိုက်ပါတယ်ဘုရားကိုပါမင်းမင်းမင်းကြီးဆိုပြီးရိုးတည်တည်ပြောပါတယ်တမီးဖျားလာတာကလည်း ရှင်မျိုးဘာပန်းဘာနဲ့ကွဲဆိုပြီးပြောချလိုက်ပေမဲ့ဒီနေ့မှာဘသူကိုပါစကားမပြောချင်တော့ပဲရင်သေးကငုံနေတဲ့ကြောင့်မလို့ဝန်းနေကြည်ခွေးစွာနဲ့နောက်ဆုံးတော့အေးအေးဆိုပြီးတာပြောလိုက်မိပါတယ်။ဘုံဘူတီးပါတယ်။သူ့ချွေးမကအများအနည်းတူကိုတုံလေးဖျားကပေးတယ်ဆိုပြီးဒီတိုင်းတပီလုံးယူဆနေတယ်လို့မနဲ့စိုးစိုးစီစီရွှေကောက်ငွေကောက်လာတဲ့သူပဲဖြစ်ပါတယ်။ဟင်းဝိုင်းတီးဝင်ချင်းစနီးတဲ့ညိုးငင်နေတဲ့မျက်နှာကိုငင်တဲ့အခါမှာ စိတ်ထဲမှာလိုလိုအားငယ်သွားပြန်သူမိမာကသူ့မျက်နှာကိုလှမ်းကြည့်ပြီးတော့မေးဆက်ပြရဲ့မိပါတယ်ငူပူကလက်ခါပြလိုက်ပါခုမိုးစင်စင်လင်းနေတဲ့အချိန်မှာသူယောက်ျားကိုတုံကွင်းဖီးယားကိုဘလို့မှပင်းလာရဲ့မရနိုင်တော့ဘူးဆိုတော့ကိုတီးသွားတဲ့သူ့ရဲ့မိမာကလည်းပဲသူတို့ကိစ္စတခြားလူတွေကြောက်တော့မှာကိုဆိုးတဲ့အတွက်ကြောင့်မလို့ဘာမှမပြောလို့ပဲမိဖို့တဲ့မှာတန်းဝင်သွားပါလေဟိုဘက်ကငါကောင်မတွေမျိုးကြတူလား သူဝိုင်းနေတဲ့သူ့အိမ်ထဲသူထားထားပေးတဲ့တာငယ်နဲ့တာကြီးတို့ကိုအုံကပုတ်ကလမ်းမေးလိုက်ပါတယ်။ထားကြရောပေါ့ရှင်ဘာလို့ခိုင်းမလို့လဲ။ရှင်ထက်တော်တော်ကလင်းမျိုးကောင်းကြီးအကျွန်ပေါင်းထားတယ်ပူနေနေစားလိုက်ပါဦး။သူစနေဒေါ်တာဦးမေကအမွေးတထောင်းတောင်းနဲ့ကောင်းကြီးတပကံကိုယူလာပေးပြီးပြောပါတယ်။ခိုင်းနေလို့လေဘာမှထူးထူးမှလည်းမဟုတ်ပါဘူးကွာ။အော်ဒါနဲ့ဟေ့ဒေါ်တာဦးမေကအုံကပုတ်နာကိုရိုးကျိုးကျိုးလာထိုင်ပြီးတော့ကောင်းကြီးဆန်ထုပ်ကိုချပီးပြီးတော့သူယောက်ျားဘာပြောမလဲဆိုတာကို မျက်နှာကိုငဲကြည့်နေပါတော့တယ်။ကုစုမုံမလင်းသေးဘူးဖခင်ပေါ်မှာလူတွေပြစ်နေပြီကွာ။ဒီတော့ဒီညတို့ဖခင်ကိုရအောင်ပင်ရမယ်။လန်ကီတဲမတို့သမီးမတို့ဟင်းမင်းဒီနေ့ပြီးချက်ထားလို့ငါမှန်းထားတော့တညောက်ဒီဘက်ကိုပြေးကြရလိမ့်မယ်။အဲ့မှာမဟာမုနိဗုဒ္ဓရုပ်ပွားတော်များလည်းရှိတယ်လေ။ကောတုံကဲပြက်မမဲ့တညောက်ဒီကဖခင်ရှင်ဗျာဒိတ်တော်ရရပြီဆိုတော့မပြတ်နိုင်ပါဘူး။အဲ့တော့ဒါသာသမီးလေးကောင်းကင်းပေါင်းစမယ်နော်။ဒါသာကောင်းကင်းပေါင်းကမှုေ့လိုက်တာ။ တမီးတို့အင်္ဂါတော်အနမ်းရတယ်တော့ဥငဘုဒ္ဓတော်ဦးမေတော့တီတီတိုတို ပြောနေချိန်မှာပဲတာကြီးတို့ရဲ့တမီးအင်ဇာဦးအိမ်ပေါ်တက်လာပြီးပြောပါတယ်ဒီကလေးမကအရင်နဲ့မလိုက်အောင်စကားတတ်တဲ့သူမို့ဖိုးဖားရရဲ့အချစ်တော်ဖြစ်ပါတယ်စားရမှာပေါ့တမီးရေဒါသာတမီးကိုခွင့်ကျွမင်းတော့သူ့ရင်ခွင်လေးလာထိုင်တဲ့တင်ဇာဦးကိုဒေါ်တာဦးမေကပို့ဖက်ထားရင်ပြောလိုက်ပါတယ်ဒါသာလည်းနဲ့ခွင့်ကျတာတမီးမစားခြင်းဘူးကိုယ်လည်းနဲ့ကိုစားမော်တော့ဖိုးဖို့ ပူးချေလေးလက်ရှိတာပဲမျိုးရင်ကသူ့အဖိုးမျက်နှာကိုလှမ်းကြည့်ပြီးကောင်းကြီးမောင်တစ်ဆုပ်ကိုနှိပ်ပါတော့တယ်။အမေလေးဒါဒါဟင်ဒါဒါငိုတယ်ဘာဖြစ်လို့လဲဘူဘူဟာဒါဦးရေခက်လိုက်တာမိခိုးလို့နေမှာပေါ့ဖူချင်ဒါဒါခုပဲကောင်းကြီးပေါင်းပြီးမိဖို့ချောင်းကထွက်လာတာအိမ်မက်မိမိကလေးကသူ့ရင်ဝင်ထဲမှာလဲငိုနေတဲ့ဥမ္မပူကသူ့မြင်းမလေးကိုကမန်းကထန်မျက်ရည်အဝေးသားနဲ့ပြောလိုက်ပါလေဟင်ဒါဒါကလည်း မိခိုးလာငိုစရာလားတော့ကိုဘပူချီတော့မေမေကမိခိုးလို့တခါမှမငိုဘူးပူချီပါတာရိုင်းမငိုတယ်ဟင်ပူပူကလည်းမေမေကိုဘာဘာတခါမှမရိုက်ပါဘူးနော်တမိမေမေကသာဘာဘာကိုခဏခဏဆူတာတော့အိုးပူပူဘာဘာဆိုမှတတိရတယ်ထောဘာဘာအခုဂိုင်းငှားဖို့တော့တယ်ဆိုပြီးသားချီတွေကိုအလဲကျုံရက်ကန်ယုံကိုပို့ရမယ်ဆိုပြီးပူပူကိုပြောလို့ခိုင်းလိုက်တာဒါပေါ့ကောင်းကင်ထမင်းပုံမြင်တာနဲ့ပူချီမေးသွားတယ်လာတော့ငါသူ့ဖွေပြောခိုင်းလိုက်ရဲ့လာပဲမယ် ခွာကောင်းညင်းပေါင်းကသူ့အိမ်ထိမွေရဲဆိုပြီးပြောတတ်တဲ့သူ့မြင်မလေးမျက်နှာကိုကြည့်ပြီးတော့ဦးမဘူးကရင်ထဲဆော့နေပါလေ။တော့တောင်းမေကလည်းဘလို့ခံစားနေရလဲဆိုတာမသိပါဘူး။အခုတည်းသူ့မြင်မလေးကိုဖတ်ပြီးတော့ခိုးရှိုက်နေတော့ပါ။တော့တောင်းမေမျက်ရည်တုပ်လိုက်တဲ့အခါမှာတော့ကောင်းညင်းပေါင်းကိုဘလုံးဘလုံးစားနေရင်ကဒါရမီခိုးလို့မျက်စိဆက်တာဆိုတော့သမီးရေခတ်ပြိမယ်ဆိုပြီးဆိုပြန်ပါလေ။ရေကဘာလို့ရမှာလဲသမီးပူချည်ရဲ့။ဖိုးဖိုးမသိပါဘူး။ အင်္ဂဒါရာကြီးငရုတ်တီထောင်းလို့မျက်စိထည့်ကိုဝင်ရေပူချေလောက်ပါအောင်ဟဲ့ငါမျက်စိထည့်ငရုတ်တီဝင်လို့ဆိုပြီးပူချေကိုရေခတ်ခိုင်းပါလေကိုကနင်းတာတာမိခိုးလို့မျက်ရည်ကျတာပါဆိုဘာဆိုင်လို့လဲဟုတ်တာပဲတော့မေလိုမေလိုကတော့နော်တတာဒီခါတော့ဦးငပူကစိတ်ကိုစောက်တီရမယ့်ဖြစ်သွားတဲ့အကြောင်းမလို့သူ့မြင်ပါလေတင်စားဦးကို ထွေးပို့ပြီးတော့တချုပ်ချုပ်နိုင်ရင်နဲ့မျက်ရည်ကျမလို့ဖြစ်သွားပြန်ပါလေသူ့ဖို့မျက်ရည်ကျ နေမလီကမင်းနေတာကိုတတိယမားစိုက်ကိုထိန်ပြီးရဲ့ရီစီလိုက်ပါတယ်။ဒီလိုနဲ့အိမ်ဝင်းတဲ့မင်းလေးတစည်းဝင်လာပြီးတော့အိမ်ရှိမှရက်ပါတယ်။မင်းလေးဘောကသူ့သားကြီးအောင်ရွှေဦးကဆင်းလာလိတူကိုမြင်တဲ့အခါမှာလဲသူ့ရဲ့အမေဒေါ်ဒါဦးမေကတစ်ဖက်လိပြီးကမန်ကဒန်ရဲ့ရီတုပ်လိုက်ပါတယ်။ဒေဇာဦးကတော့ဖူးချီမလို့လားဟိုမှာဘာဘာလာပြီးဆိုပြီးမတ်တရပြီးဝမ်းသာအားရပြောလိုက်ပါတယ်။အိမ်ကမင်းလေးရောဘုကောင်ပြောတော့မင်းညိုတိမ်ပြန်တန်ခွာဟာနေလေပြောတာပဲ။ အောင်ရှင်ဦးကသူ့မြင်မောင်ပုချေကိုစကားသူ့အစားပြန်ပြောပါတယ်။သူ့မြင့်ခွာတန်ကြတာကပြန်ရိုက်ဖို့ကွာ။သူ့ကကြီးငှလာလဲငှပါဘူးမင်းမင်းရှိတော့ကကြီးပါ။တိမ်ပြန်ကိုခွာရိုက်တာဘာဘာလွဲတယ်ထင်လား။ဇောင်းပြန်တွင်းရအောင်ပါ။ဘာဘာကောင်းချင်းမစားပါအောင်လေမျိုးကောင်းချင်းတွေမွေးလိုက်တာ။အင်းကအဖွားကြီးနဲ့မမေပါတပကံယူသွားလိုက်ရမလားမသိဘူး။သူ့မိမကအလူတစ်ဖက်နဲ့မျက်နှာလှုပ်တက်နေပြီးသူ့အဖေကိုကောင်းချင်းမစားပါအောင်ဆိုရင်ပြောလိုက်ရလို့ညွှန်မှာသူနေကြတဲ့သူ့အမေဘက်ကအဖွားနဲ့သူ့အမေဘက်ပါ။ ကောင်းကင်ပေါင်းရည်သွားရမလားမသိဆိုပြီးသူ့အဖို့မျက်နှာအဖွားမျက်နှာကိုကြည့်ပြီးစကားခေါ်လိုက်တဲ့အခါမှာဥက္ကပုကရင်ထဲဆို့သွားပြီးတော့သူ့သားအောင်ရွှေဥက္ကပယ်စကားပြန်မပြောနိုင်ဖြစ်တော့ပါတယ်ဒီချိန်မှာသူ့မိမနဲ့အတူထွက်လာကြပုံရတဲ့ငကုံမကတားလအပိန်ချေခိုးရွှေကြိုလေးရောက်လာတဲ့အခါမှာတေဇာဝုရဲ့စကားကိုလက်ဆန်းတစ်ခါကြားလိုက်ရတဲ့ရွှေကြိုကတေဇာနင်းတော်တော်တရားတယ်နော်ငါမေဖေလေးကောင်းကင်ပေါင်းနင်းလေးစားတယ်နင်းဖေလေးစားတဲ့ပြင်ပါရဲ့ နေ့အဖွားနဲ့နေ့မေတ္တာပါယူတော့မှလောက်ဆိုပြီးရွှေချိုကစားလိုက်ပါတယ်။ပူချီတို့ကဒဝင်းနေနေဖိုးဖိုးတာတော့ကောင်းကျင်းပေါင်းလေးလောက်စားတာပေါ့နော်။ဘေးဘီတို့ကြတော့ငါသားလေးကအတူနေမဟုတ်ဘူး။ရောက်မှရင်လိုက်နေရတာယူပါစီယူပါစီ။ငါသားလေးရောက်မှရင်မှမျက်နှာမငယ်ရအောင်ကောင်းကျင်းဆန်းဆိုတောင်းလိုက်ငွေဆိုလေးတာတာကခိုးခိုးပေးတယ်။ဟေးကောင်းမလေးဒါခလေးစကားလား။ဝီမီနဲ့ဘာဘာတို့ကပဲပြောပြောနေကြပြီ။ဟေးမပြောချင်ပါဘူးတော့။သူ့မေပြောလိုက်ခါမှာ ပို့ဆိုးသွားရောသူ့ဖေအောင်ရှင်ဥမာငိုရမလို့ရေရမလို့နဲ့သူ့သူမိကိုရိုက်မယ်ဟုရှိုက်ရှက်နဲ့ရွယ်လိုက်ရင်သူ့ညီငပိန်ချေကချွေကြောကသူ့ကိုလက်ကိုလှမ်းချပြီးတော့ပုချေကအမှန်ပြောတာကိုကိုကနားရတယ်တော့ဟေးဟေးပုချေလက်ကိုဘေးဘေးကင်ထားတယ်ပြောပုချေပြောဆိုပြီးရီဝီစားလိုက်တဲ့အခါမှာအားလုံးဝဲပြီးရေချပါတယ်ကဲပုချေကိုဘေးဘေးတခုမှမအမှန်ပြောမလားချွေကြောကသူ့သူမလေးမျက်နှာကိုကြည့်ပြီးမေးလိုက်ပါတယ်ဘေးဘေးကပုချေကိုဘာပဲမလုပ်လေတော့ တမိအင်္ဂဒါတာကြီးနဲ့ဒီကဒါတာတမိပုချီရဲ့ဘသူ့ကိုပို့ချစ်တာလဲရှိသည်လားသွားထင်းလေဒါဦးရဲ့စိုးစိုးကသူတို့လင်မယားကောက်ယူဖို့စားလာတဲ့ကောင်းမြင်ပေါင်းတပကံလုံးကိုသူတို့သားနှောင်လေးမြေမလေးတွေကဝိုင်းပြီးစားကြရအောင်သွားသဖြင့်ဦးမဘူးကဒိုတာဦးမေဟာကောင်းမြင်ထပ်ထည့်ဖို့အတွက်ပြောလိုက်ပါတယ်ထိုခါမှဒိုတာဦးမေကတတိယပါတယ်ထိုချိန်မှာဒင်ဇာဦးကသူ့အဖေမျက်နှာကိုလှမ်းကြည့်နေရရွှေဂျိုကနင်းပါပါမျက်နှာကိုကြည့်နေတဲ့မိမိရှိတဲ့အမှန်သာပြောမိမိကောင်းမြင်ပေါင်းသွားမထင်းနဲ့ ဥရှိပါပြောမလဲနားထောင်သွားပါအောင်ဆိုပြီးကောင်းကြီးမုတ်သွားထည့်ဖို့တဲ့မတန်းရက်နေတယ်သူ့အမေကပါဟန်တာလိုက်ပြီးပြောပါတယ်သူတောင်းမေရလည်းပဲကောင်းကြီးမုတ်မကန်ကိုကန်ရင်မတန်းရက်ပြုံးကြည့်နေပါတယ်ကဲဥရှိပြောလိုက်လေသမီးဒီကတာတာကိုပို့ချစ်သူ့ဖေစကားမဆုံးခင်မှာပဲပင်စာဦးကဒီကတာတာကိုပို့ချစ်ဟု ပြောလဲပြောပြေးရလေဖက်လိုက်ရတော့တောင်းဦးမေလက်ထက်ကပကံကလောချွေးအဲသွားပါလေတော်တော်တောင်းဦးမေရဲ့ ဟုတ်တော်ဆိုလိုက်တဲ့အတန်ကိုအားလုံးဝိုင်းရင်နေရတဲ့အတန်ရတာတိုင်လုံးကိုပေါင်ပင်ခတ်သွားပါတော့တယ်။ဟင်းဒါတာပကံကွေးသွားပြီ။ဘေးဘီစီကရောတောင်း။ဟောဗျာဘင်းနဲ့ပူချေချောင်းကွေးသွားတာဘေးဘီကရောရမယ်။ဟုတ်တယ်လေဘေးဘီလာပြောပြောကြားကွေးရတာပါနော်။ဒီလိုနဲ့ဒေါ်တာဦးမေကနောက်ထပ်နှစ်ပကံခုလာရအားလုံးဝိုင်းပြီးဆန်းလိုက်ကြပြန်ပါလေ။ကောင်းချီးမောစားပြီးတဲ့အခါမှာဆိုးပြီးခြေတွေကိုရွှေကြောင်နဲ့အောင်ချွေဦးတို့ကနင်းလဲပေါ်တင်ကြပါလေ။ခြေထုတ်ပြီးတင်ပြီးတဲ့အခါမှာတော့ရွှေကြောင်ကဘာဘာလိုက်တော့မလို့လားဆိုပြီးမေးပါလေ။ ။အမလိုက်တော့ပါဘူးကွာမင်းလိုက်ချင်လိုက်သွားလိုက်ပါလား။အလေးကစိန်ထားတဲ့ခြေခင်းတွေကိုကျွန်တော်ဖော်ထားမလားလို့။ဘာဘာနေမကောင်းလို့လား။ဒီနေ့ဘာဘာတို့မမေတို့ကြည့်ရတာဓမျိုးလားလို့။သူ့ရဲ့တာလာရွှေကြော်ပြောနေဒီမှာလေအမှန်ပဲဖြစ်ပါတယ်။ချိန်လုံးသူ့သားသမီးမြေတွေနဲ့ကြီးစေနောက်ပြောင်ကဟန်ဆောင်မှုအဖြစ်နဲ့ရေးတာရည်နေကြရပါမယ်။ဩမဘုန်းနဲ့ဒေါ်တာဦးမေတို့ရဲ့မျိုးလုံးအစုံမှာကတော့မျက်ရည်အဝေးသားနေဖြစ်ပါတယ်။ရေလေးရေလေးခဏပါပဲချက်ချင်းနိုင်သွားကြရတာကိုရွှေကြိုကတတိပြုမိနေပုံရပါလေ။ ကောင်းပါနဲ့တားရဘာဘာမှမဖြစ်ပါဘူးကျွန်တော်ပဲလိုက်သွားလိုက်ပါမယ်ပါပါရေးချိန်ခင်းတယ်လေသွားမဖို့နဲ့အောင်ကျွန်တော်တို့ပြန်လာမှဖို့မယ်ဦးမပူကအေးဆဲဆဲနဲ့အေးအေးဆိုပြီးပြောလိုက်တဲ့အခါမှာညီကိုနှစ်ယောက်ကကြီးပူဖို့အတွက်ထွက်သွားကြပါလေထိုကမှဒေါ်တာဦးမေကလည်းပဲလက်ကျန်မရှိတော့တဲ့ပကန်းတစ်ချက်ကိုကင်ပြီးမိဘကြောင့်တည်းဝင်သွားပါလေဦးမပူကသူ့မိမလေးပင်စာဦးကိုငေးကြည့်နေပါလေဘိုးဘဘာလဲဆိုပြီးမိမလေးရဲ့စကားအဆုံးမှာဒေါ်တာဦးမေကကောင်းကြီးမောင်တပကန်းနဲ့မိဘဆောင်ကပြန်ထွက်လာပါလေ ရော့သမီးကြီးဒါရာအတွက်ဇူဘီကောင်းကြီးမောင်းပကံကိုမိမလေးကိုလှမ်းပေးလိုက်ပါတယ်မိမလေးဆင်းသွားတော့မှအုံမပုတ်နားမှာထိုင်လိုက်ပါတယ်အငုံမျက်လုံးကပူပြီးအယောင်တောက်လာပါတော့တယ်ရှင်ဒီနေ့ဖရားပြေးမလာနိုင်ဘူးဆိုတာအကျွန်းထင်တာမတူသမီးလုံးမယ်ဇူဘီပေါင်းထားတဲ့ကောင်းကြီးတွေကတော့ဂုံပြီအကျွန်းထပ်ပေါင်းလိုက်ပါမယ်ဒီနေ့ညတော့ဖရားကိုပြအောင်ပေးရမယ်စကားများများပြောချင်ပုံမရောက်တဲ့အငုံပူကတွေ့တွေ့ငင်းငင်းလေးဆိုပါတယ် ချက်ချင်းပိန့်ထိုင်ရကထပ်ပြီးခိုးကောင်းလေးလိုက်ရင်ငါအပြင်သွားရေလို့ပြောလိုက်မတို့ထမင်းမတို့ဟင်းတော့၃-၄ရက်ကြာလောက်သွားရမယ်ဒါဟုတ်ဆိုပြီးပြောမှန်ပါနဲ့။အမဘူကစိုက်လို့လူဟာဆောက်တီရမင်းရဖြစ်နေပါလေ။ရှင်ပေတော့မလို့လေ။တောင်းရင်သာဖျားဘက်ကိုဒါဟုတ်လိုက်ချင်လို့လား။အကျွန်လိုက်လို့ပဲဖြစ်မလဲ။အေးဟုတ်တာပဲ။လာသွားလိုက်ပါဦးမယ်။ထပ်သွားတဲ့အမဘူရဲ့နောက်ကျိုးကိုဒေါ်ဒါဦးမယ်ငေးကြည့်နေပါလေ။အမဘူနီးသူဒေါ်ဒါဦးမယ်လေစိုက်ရောကိုပါဆောက်တီရမင်းရဖြစ်ကြံရေးပါတဲ့။ ကုန်းဘူးကစိုက်အသီးစိုက်မပါတယ်လို့နဲ့ကျုံ6ရွာကိုရောက်လာပါလေ။ဒီကနေ့ကမိတာကိုလေလေစိုက်ကိုဆူတဲ့တူတူပြပြပြောပြီးတော့လေစိုက်ဘက်ကိုရှင်းလာပါလေ။လေစိုက်ရဲ့ကြောက်လေကားထိုင်မှာသူဘလောက်ကြကြမတ်တရနေမိတယ်ဆိုတာမသိပါဘူး။ကတော့ဒီလေသမားတွေကဒီဘာကြီးကိုရနေကကြာပြီးဘယ်တော့မှလဲဆိုပြီးမေတို့မှာအထွင်းကျုံရန်တန်တာကြောက်ထန့်တွေကိုသူငေးကြည့်နေမိမှန်းသိပါတယ်။ဒီနေ့ပြောပြပေးခဲ့တာကတော့ ဆရာဖိုးကျော်ရေးသားထားတဲ့ကောတုံခွိတ်တိုင်းသို့မဟုတ်ရေအောင်မျိုးတို့ဆိုတဲ့စာအုပ်အပိုင်း၁၆ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအစားဆုံးနားဆင်ပြေးခဲ့ကြတဲ့တူတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့နောက်ထပ်တင်ဆက်မယ့်ဗီဒီယိုလေးတွေကိုလည်းပဲလိုက်ပါနားဆင်အားပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။